ရတော့ဥကိလသာမနေ့မနေ့မနေ့ညနေပြောတယ်ပေါ့စခန်းပွဲပွဲအတစ်တီလူတစ်ပွဲတန်းနေသူချင်းမမဒီနှိုးတရားဖွင့်နိုင်ကြလိုက်လို့ရှင်ဒါကလေမခံစားနိုင်တာတို့မခံစိတ်ထဲမှာအမျိုးမျိုးခံစားမှုတွေဖြစ်ပြီးတော့နောက်ဒီအပန်းကြရင်လန့်ကိုလန့်နေတော့ဒါပေမဲ့ဒီယောဂီတွေတော့ဒီလိုမဟုတ်ပါဘူးဒီအပန်းမြန်မြန်ဖွင့်ပါစီဆိုပြီးကြိုပြီးတော့ရောက်နေကြတဲ့ယောဂီတွေဖြစ်တာနော်ဦးဇင်းပြောသလိုသုံးရမြောက်ညံ့နေတယ်မှာပြောတယ်လေ ဒီနေ့ကခံကုန်ဖြစ်မှာအခုအဲ့ဒါလည်းပို့ပြီးတော့ခံစားမှုတွေပြင်းတဲ့လူတွေရှိသေးလားမရှိတော့ပါဘူးနော်မရှိဘူးသူကဟုတ်နော်ရှိတယ်လားရှိတယ်သူစိတ်အစဉ်ရုပ်အစဉ်သဘာဝတွေအဲ့လို तू ဖြစ်တဲ့အပေါ်မှာကိုကလိုက်ပြီးတော့ခံစားမှုတွေပြင်းပြတယ်လားမှန်တော့ဟိုတစ်တုံးကြီးတစ်တုံးပေါ်မှာထိုင်ရတာကောင်းတယ်လေဒီပေါ်မှာစိတ်ပိုင်းဆိုင်ရာအနေနဲ့တစ်တုံးကြီးတစ်တုံးလို့ကိုယ့်ရုပ်ခဏကို တုံးတုံးလို့ထားလာအဲ့ပေါ်မှာထိုင်ရတဲ့အထိုင်ဟာညညာကြီးဖြစ်စေပြန်ပြူးကြီးဖြစ်စေဘလို့ပဲနောက်ဆုံးအဖို့အဖြစ်ဖြစ်နေတဲ့တိုင်အောင်အဲ့ပေါ်မှာထိုင်ရတာဟာတမျိုးမဟုတ်တမျိုးတက်တောင့်တက်တာရှိတယ်အဲ့ဒီထင်းတုံးကြီးကိုခွဲလိုက်စိတ်လိုက်လို့အစာအပိုင်းဖြစ်သွားပြီဆိုရင်အဲ့ပေါ်မှာအဲ့ဒီအခင်းအပြင်ပေါ်မှာထိုင်ရတာဟာတမျိုးကတိကောက်ဖြစ်လာတယ်အနောက်တကအဲ့ဒီအခင်းအပြင်အစာကြီးစူပေါင်းထားတဲ့အပေါ်မှာထိုင်ရတာတဲ့ဒဇာတဲ့ရဲ့အပေါ်မှာထိုင်ရတာကပိုးပြီးတော့ဆိုးလာ အဲ့ဒီဒဇာတဲ့ကိုထပ်ပြီးတော့စိတ်လိုက်လို့အမြင်အတန်းဖြစ်သွားတဲ့ထင်းစထင်းမုံအစူးအစိုက်ကလေးပေါ်မှာထိုင်ရတာကြတော့ဘလို့မှမခံလာတော့အမှန်လဲအခုဟိုခုနကမရှိတော့ဘူးမလားလို့ရှိပါသေးတယ်လို့ပြောကြတဲ့အဖြေဟာကိုကစိတ်ကနာရည်မှာနှုတ်လာရုပ်ကနာစိတ်ကနာလို့ရုပ်ပိုင်းဆိုင်ရာမှာကနာဘလောက်ပဲကြည်တယ်ပဲပြောပြောမိမိတို့ခံစားမှုစိတ်အစဉ်တွေတွားပြီးတော့အစဉ်တန်းနေတဲ့အတွက်ခံစားမှုတွေပြင်းနေတာ သူပြီးခဲ့တဲ့အချိန်ကြီးပြီးခဲ့ပြီပြီဟိုမုံအမြဲတမ်းတက်တိုင်းဟောတယ်လေဆရာတော်ကြီးအမြဲတမ်းတက်တိုင်းဟောတယ်သူကပြီးခဲ့တဲ့အထိုင်ဟာဘယ်တော့မှ အနိစ္စကျင့်နဲ့ပြန်မရနိုင်တော့ဘူးလို့ပြစ်စဲဖြစ်စဲပြစ်ထုတ်မှန်ကာလရဲ့အချိန်အပေါ်မှာသိနေရမယ်စိတ်ဖြစ်စဲပြစ်ထုတ်မှန်ကာလရဲ့အပေါ်မှာသိနေရမယ်ရုပ်သဘောနံသဘောတွေကိုကိုရီးယားနှလုံးမသွင်းနိုင်တော့တဲ့အတွက်နှလုံးသွင်းကောင်းတာမဟုတ် နှလုံးသွင်းမမှန်တာမှန်တာမမှန်တာပုံမှာမူတည်ပြီးတော့နှလုံးသွင်းမှန်အောင်မသွင်းနိုင်တဲ့အတွက်ပုထုဇဉ်တို့ရဲ့သဘာဝအရဟိုစာအတ္တမှာစကားမှာရှိတယ်ပုထုကိလေသာဇနီတိတိပုထုဇနောပုထုဇဉ်တို့ရဲ့စိတ်ပုထုဇဉ်တို့ရဲ့သဘာဝကကိလေသာကိုမဖြစ်ဖြစ်အောင်လုပ်တယ်ကိလေသာကိုမပွားပွားအောင်ထိုးလုပ်တယ်ကိလေသာကိုမတိုးတိုးအောင် အမြဲတမ်းဖန်တီးနေကြတယ်စီစဉ်ဆောင်ရွက်နေကြတယ်လို့ဆိုကိလေသာပွားအောင်များအောင်တိုးအောင်ဆောင်ရွက်တာပုထုဇဉ်တွေရဲ့စိတ်ပုထုဇဉ်တွေရဲ့သဘောပုစုတွေရဲ့သဘာဝအဲ့ဒီခါကျတော့တို့တွေကပြီးခဲ့တဲ့ဟာတွေပြန်ပြီးတော့အတိတ်ကြောင်းတွေပြန်တွေ့တယ်ဒါလည်းအတိတ်ကြောင်းပြန်တွေ့တာလေပုထုဇဉ်စိတ်အနာဂတ်ကိုပြောတယ်လေပုထုဇဉ်စိတ်ပုထုဇဉ်ရဲ့စိတ်သဘာဝဟာအနာဂတ်နဲ့ပြစ်စုံပါတဲ့တယ်မှာမနေနိုင်မင်းနဲ့ အနာဂတ်ကိုလည်းလှမ်းမျောတွေးတယ်အတိတ်ကိုလည်းလှမ်းမျောတွေးတယ်အတိတ်နဲ့အနာဂတ်ကိုပဲကူးနေတာအဲ့ဒါပုရုဇဉ်တွေသဘောတဘာဝအဲ့တော့ခုနကခံစားမှုတွေဆိုတာပြီးခဲ့တဲ့ပြီးခဲ့တဲ့အနိစ္စချက်တွေကိုမမြင်မဲနဲ့အစဉ်တန်းပြီးတော့မနေ့တော့ဒီလိုဖြစ်တဲ့ဟာဟာအခုလဲပါမြဲမနေ့ကအထိုင်ကူးလို့ဖြစ်တာကူးလဲပါမြဲနာရာနာမြဲအောင်းနာ အောင်းမြဲကြိုက်တာကြိုက်မြဲလို့ဖြစ်နေအမြဲတမ်းသူဖြစ်နေတဲ့ဖြစ်စဉ်တွေဟာ အမြဲတမ်းအမြဲတမ်းအချိန်နဲ့အချိန်တိုင်းစိတ်တည်ငါတိုင်းစိတ်တည်ငါတိုင်းအချိန်စက္ကန့်တိုင်းစက္ကန့်တိုင်းပြောင်းလဲနေတဲ့ဘဝတွေပြောင်းတယ်လို့ခင်ဗျားဖုံးဆရာတော်ကြီးဟောတယ်လို့ပဲအမြဲတမ်းပြောင်းလဲနေတဲ့အပေါ်တွေကကိုယ်နဲ့နားလည်မပေးနိုင်ကြတာအရာဒီပင်လျင်မိမိတို့လွတ်ကြောင်းရှာခြင်းနော်မင်းကပြောခဲ့တဲ့တမ်းမရလွတ်ကြောင်းဝိရဏလွတ်ကြောင်းမောဟလွတ်ကြောင်းနော်အဲ့ဒီလွတ်ကြောင်းတွေကိုရှာခြင်းရဲ့အပေါ်မှာကိုယ်ရဲ့ဖြည့်ချက်တိကျက်ဖြည့်ချက်တိကျက်ဆိုတာကိုယ်ရဲ့မှန်းထားချက်ယာထားချက်တွေမကိုက်တာ မှန်တာချက်ယာတာချက်မကိုက်ဘူးဆိုတာတတိအားနေတာတတိအားနေတာဘာလဲလို့ဆိုလို့ရှိရင်မိမိတို့ရဲ့တရားနဲ့လို့တတိနေပါတာပဲတတိနေလို့တမာရီမဖြစ်နေတာတမာရီမဖြစ်တဲ့အတွက်ဒီဥစ္စာတွေကိုညံမပွားနိုင်တာအဲကိုယုတ်ငါယုတ်ငါခန္ဓာပဲလို့မရှိတဲ့အရှိကိုမြင်းနေပြီးတော့တကယ်အမှန်တကယ်ရှိတဲ့ဒါလေးပါသူကသူဖောက်ပြန်တာပဲနော်အော်ဒီဥစ္စာက32ခေါက်တာသာယုတ်ကြည့်ပဲ ဒါလီဘာဥဆောင်တဲ့အပေါ်မှာသူ့ဘာသူဖောက်ပြန်သဘောဖောက်ပြန်နေတဲ့သဘောတဘာဝဒီပါလားလို့ငါမကပ်ဖဲနဲ့ကြားတဲ့အပေါ်မှာငါမြင်တဲ့အပေါ်မှာငါထိတယ်ပြီးတဲ့အပေါ်မှာငါခံစားတဲ့အပေါ်မှာငါတွေးတော့ကြံစည်တဲ့အပေါ်မှာငါဆိုတဲ့ဆွဲနေတဲ့စိတ်တရားနေပြီးတော့ခံစားမှုတွေဆက်ခံစားမှုတွေဆက်တဲ့စိတ်အစဉ်ကိုကိုယ့်ဘက်ကနေပြီးတော့မြင်အောင်ကြည်လန်နေလို့ရှိရင်ဒီအစဉ်ဒီပြတ်ဒီအစဉ်ပြတ်အောင်မဲကျင့်ရတာဒါကြောင့်မို့လို့ဒါမပြတ်တာလည်းတော့ဟို ယောဂီများရဲ့အာနေကျက်လို့ပြောလို့မရဘူးအာနေကျက်လို့ပြောလို့မရဘူးဆိုတာဒီလိုဖြစ်အောင်ဒီလိုသိအောင်ဒီလိုမြင်တတ်အောင်ပဲဥစဉ်တို့ယောဂီတွေကကျင့်ကြရတာဟုတ်ကျင့်နေမှာတစ်ဆင့်နဲ့တစ်ဆင့်မြင်တယ်တစ်ဆင့်နဲ့တစ်ဆင့်တိုးလာတဲ့အသည့်တွေရလာတယ်ဆိုတာဒီလိုကျင့်ရင်းနဲ့အာထုံနဲ့ရတာအဲ့ဒီမှာတော့ခုနပြောတဲ့အဲကိုဘကသရာပါပါလေးသရာပါပါလေးဆိုတာခိုင်းကနေကစိတ်ပိုင်းဆိုင်ရာရွှင်ရွှင်လန်းတက်ကြွမှုရုပ်ပိုင်းဆိုင်ရာနူနူကြကြတက်တက်ကြွကြွရှိမှု စိတ်နဲ့ယုံနဲ့ဥဆောင်ပြီးတွေတွေဖြစ်တဲ့အဖြစ်မျိုးမှာကိုယ်ကတွေတွေပါသွားနိုင်အောင်စိတ်ကိုထားနိုင်မယ်အမှတရားဝိရိယထားမယ်ဝိရိယထားတဲ့အခါကျတော့တတိကောင်းတယ်တတိကောင်းတော့တမာတိကောင်းတယ်ဒါဖြည့်ဦးဖြည့်စင်ပြောဦးပြောစင်ပြောနေတိုင်းပြောနေတိုင်းဟောတိုင်းဟောတိုင်းလည်းပဲအမြဲတမ်းဒီစကားမျိုးဒီဒီအတိတ်ပဲတည့်ရောက်မှုမျိုးတွေကိုပဲပြောရတာဘာဖြစ်လို့လဲဆိုတော့ဓာရီအပေါ်မှာပဲအခြေခံပြီးဒီလုတ်ကလှုပ်ရတာဝိပဿနာဉာဏ်ရာဝိပဿနာ မင်းကဖုံးဖုံးပြောတဲ့စကားတလုံးမှာထပ်ပြီးတော့ဦးဇင်းတို့ဟိုအတီလေးတစ်ခုပါထပ်ပြီးတွေ့လိုက်ဝိပဿနာအရင်တော့ဝိပဿနာဉာဏ်ရမှန်တယ်ဝိပဿနာဉာဏ်နဲ့ရှိရတာလောကရဲ့ဟိုတက်ကပညာနဲ့နော်မဆိုင်တဲ့ဝိပဿနာဉာဏ်ဟာဝိပဿနာဉာဏ်ရဆိုတဲ့စကားဝိပဿနာနံရလို့လည်းမှန်ဝိပဿနာနံရဆိုတဲ့စကားမင်းကဖုံးဖုံးထပ်ပြီးတော့သုံးတဲ့အထက်မှာပါလာတယ်ယောဂီတွေတတိထားမိရင်ထားမိဝိပဿနာနံရဆိုတာဝိပဿနာဟာနံနဲ့ နော်ဟိုးမကောင်းလို့တီးလိုက်တယ်မကောင်းလို့တီးလိုက်တယ်မကောင်းကောင်းတယ်လို့ခံစားတာရုပ်ပေါ်မှာဖြစ်တဲ့သဘောရဲ့အပေါ်မှာနာမ်စိတ်ကလေးရတီးလိုက်တာနာမ်ပဲစိတ်ပိုင်းပဲနော်စိတ်နာမ်ဆိုတာစိတ်နော်နာခန္ဓာခန္ဓာ၅ပါးမှာကိုပဲရုပ်ကသူ့ဘာမှမသိတဲ့သဘောနော်ဖောက်ပြန်တတ်တဲ့ရုပ်ပတိရူမှာဖောက်ပြန်တဲ့သဘောကိုရုပ်လို့ခေါ်တယ်လို့ပြောတယ်အဲ့ဒီရုပ်ကိုဖောက်ပြန်တတ်တဲ့သဘောလို့သိတာဒီပင်လင်းနန္တရားစိတ်ကလေးပဲအဲ့တော့ဝိပဿနာနံရလို့လည်းမှန်တယ်အားလုံးကစိတ်ကြီးပဲစေတနာနိဒီလောကော လောကကြီးတစ်ခုလုံးကိုစိတ်ကဥဆောင်နေဆိုတဲ့ဇာတ်လေဖုံးဖုံးနဲ့တွေ့မှဒါလောကဖြစ်စဉ်အရာမှန်တယ်နော်ရုပ်တဘာဝနံတဘာဝအရေးဖြစ်စဉ်အရာလည်းမှန်တယ်ဒါပေမဲ့ကိုယ်ဒီလေးလေးနဲ့နဲ့ဖြဲသေးဝင်ဩဟုတ်သားပဲဒီသဘောလေးကဒီလိုပဲဒီသဘောလေးဒီလိုပြောတာဟာဒီသဘောလေးကိုစောင်းတာပဲဒီအနေတပိအတိတ်ပဲကိုတက်ရောက်စေတာပဲလို့ဥစဉ်တို့တဲတဲကွယ်ကွယ်ဥစဉ်တို့အပိုင်းနဲ့ပြောပြတာနော်ဥစဉ်တို့တဲတဲကွယ်ကွယ်ပြီလာတယ်ဆရာတော်နဲ့အတူတူနေရတော့မှအဲ့လိုတည်လာတာဩ လောကကြီးကိုစိတ်ကဥဆောင်တာနော်ဒါဟောပါဟောကြပါတယ်ဆရာသမားတိုင်းဟောကြတယ်ဗုဒ္ဓဘုရားရှင်ကိုတော်တိုင်းလည်းပဲဟောခွက်ကြတာပဲဆရာသမားဆက်ဆက်တည်းလည်းပြောခဲ့ဟောခဲ့တာပဲဒါပေမဲ့ထဲထဲဝင်ဝင်သိတာတကယ်ကိုအတွေးနဲ့နော်ကိုရဲ့ယူဆခြင်းနဲ့နားလေသဘောပေါက်အောင်အနိကဆုံးပြောပြီးတဲ့တိခွင့်ရတဲ့ဟာကတော့ဒီဆရာတော်နဲ့အနိကနေရာမှာတိခွင့်ရတာဘာဖြစ်လို့လဲဆိုတော့ကိုစိတ်မှာပဲလောကကြီးကဖြစ်နေတဲ့အတွက် ကိုကဘလို့ပဲမကောင်းမှုကောင်းတယ်ဒီမြင်မြင်ကောင်းသမယဘုံမှာအမြင်မှန်နေပြီပြီမြင်မြင်အမြင်မမှန်သေးပဲမြင်မြင်အမှားမြင်မြင်အမှန်မြင်မြင်မြင်တဲ့အမြင်တိုင်းကိုယ့်ရဲ့စိတ်ကပဲဖြစ်နေတဲ့အပေါ်အတွက်ကိုသာကနေ့ဒီအသက်နဲ့ခန္ဓာဦးစားကွက်သွားမယ်ဆိုကိုယ့်ရဲ့အတွက်လောကကြီးတခုမရှိတော့ဘလို့ပဲလောကကြီးတခုလုံးပျော်စရာရွှင်စရာနဲ့တုံဟီးနေအောင်ချိန်ညင်သေးနေအောင်ပျော်စရာရွှင်စရာပျော်ပွဲရွှင်ပွဲတွေကျင်းပကျင်းပကိုယ့်စိတ်ထဲမှာနှလုံးမသားရစရာလေးအကြောင်းတခုပေါ်နေတယ် လောကကြီးတစ်ခုလုံးချင်းချင်းလဲအောင်ပျော်ပွဲရှင်မွေးလုံးနေခုနဲ့ဘာမှမဆက်ဘူးအဲ့မှာကိုယ်စိတ်ထဲမှာဖြစ်တဲ့လောကမတရားတဲ့လောကမတရားတဲ့လောကဟိုကိုယ်စိတ်ထဲမှာချမ်းမြေ့မှုလေးလွတ်မြောက်မှုလေးအေးချမ်းမှုလေးဖြစ်နေပြန်တယ်အကြောင်းအရာတစ်ခုပေါ်မှာဆက်နွယ်ပတ်ပဲပြီးတော့ဖြစ်နေပြန်တယ်ဆိုရင်လည်းဘလူတွေဘာတွေပဲငူပွဲတွေရီပွဲတွေစင်ညာစင်ညာနေကိုယ်နဲ့မဆိုင်ကိုယ်ပါအေးချမ်းလို့လွတ်မြောက်အောင်လို့ကိုယ်လောကကိုယ်စိတ်ထဲမှာရှိတာကိုယ်ကိုယ်ခန္ဓာထဲမှာရှိတာကိုယ်ခန္ဓာထဲမှာရှိတယ်ဆိုတာခုနကနံသဘောအရာကိုယ့်ရဲ့စိတ်မှာပဲဖြစ်တယ် အဲ့ဒီလိုပဲလွံ့မြောက်မှုကိုတွေကိုစ조사တိုင်း조사တိုင်းအာထုတ်တိုင်းအာထုတ်တိုင်းလဲကိုစိတ်ရစင်ကိုနန္တရားရဖြစ်စင်စိတ်အစဉ်ရဖြစ်စင်အတိတွေကိုကိုကိုယ်တိုင်ပဲအာထုတ်ယူရတာကိုကိုယ်တိုင်အာထုတ်ယူရတာဖြစ်တဲ့အတွက်ခုနစကားပြန်ပြီးကြောက်ကြမယ်ဆိုရင်ဝိပဿနာနံအရာနံခန္ဓာ၄ပါးပေါ်နေပြီးတော့တွေးတော့ကြံစီမှုခံစားမှုအကဲခတ်မှုစူးစမ်းမှုပါတိမှုညှို့မှုတွေကနေပြီးတော့ပဲဖြစ်နေတဲ့အတွက်ကိုယ်ပေါ်မှာပဲ လွန်မြောက်မှုမလွန်မြောက်မှုဆိုတာအဲ့တော့တမရတော့ဟိုလူတိတယ်ဒီလူတိတယ်ငါတို့မတိရကောင်းလားဆိုတော့စိတ်ကလေးဖြစ်သွားလို့ကိုကိုကိုတိမ်ငယ်တယ်နော်တွန့်ဆုတ်တယ်ဆိုတော့စိတ်လည်းကိုပဲဖြစ်တာပဲ။အော်ငါဒီလောက်တိနေတာငါဒီလိုကျင့်နေတာဒါသလို့ရှိရင်တော့ငါရဲ့ဘဝအတွက်တလန်ဘာဖြစ်နေဘလူဘလောက်တိနေနေဘလူပဲတက်လို့အကောင့်ထိပ်ဖျားပဲရောက်နေနေကိုကူမှအောက်ချီကနေစတဲ့ရမယ်ကိုတလှမ်းလှမ်းနေတဲ့အသည့်နဲ့ကို့ဘမှာကိုကူကိုစိတ်ကလေးကိုကျဉ်းနှံ့မှုရှိရင်ကို့စိတ်ကအေးချမ်းမှုပဲလွတ်မြောက်မှုပဲကို့စိတ်ကပဲဖြစ်နေတာပဲအဲ့တော့အလိုတွေဖြစ်တဲ့အပေါ်မှာ မလူမှုတွေဖြစ်တဲ့အပေါ်မှာလူမလူဖြစ်တဲ့အပေါ်မှာဆိုတဲ့ဥစ္စာရှားမှမထားနိုင်သေးသမျှတော့လူအပ်မှုတွေရှိနေသေးတယ်လို့ကိုကိုကိုသင်ငယ်တဲ့စိတ်အားငယ်တဲ့စိတ်တမျှဖြစ်လို့မဖြစ်ရကောင်းလားဆိုတဲ့စိတ်တွေဖြစ်နေတာလေကိုစိတ်ကဖြစ်တဲ့အတွက်အဲ့ဒီစိတ်တွေကိုတတိထားနိုင်ရမယ်နော်အိုးအိပ်ပြီးတော့ကိုကိုကိုဟုတ်လာပြီးထင်ပြီးတော့တကယ်ဟုတ်တာတဲ့ပို့ပြီးအတိုင်းအတာတွေလွန်ပြီးမြင်နေပြန်ရင်ထင်နေပြန်ရင်သိနေပြန်ရင်လေအဲ့ဒီအတိအမဟုတ်သေးဘူးဆိုတဲ့သဘောပြန်ပြီးတတိထားမိပြီးတော့ကိုကိုကိုစဉ်းကျင်နိုင်မယ် အရာဒီပင်နေချင်း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 တရားမင်းတော်ဖုံဖုံလည်းပြောခဲ့တယ်ဟိုတနေ့ဟိုဒုတိယနေ့ကလည်းဥစဉ်ပြောခဲ့ဘူးပါလေစင်ញင်တယ်စင်ញင်တယ်ဆိုတာစင်ញင်တော့လောကမှာပြောတဲ့စကားရှိတယ်လောကမှာလူတွေသုံးနှုံးနေကြတဲ့စကားအသုံးနှုံးနေတာတကယ်တမ်းကျတော့ခန္ဓာကပေါ်ပြနေတဲ့သဘောတွေပဲရုပ်သဘောနံသဘောရုပ်သဘောဝနံသဘောဝတွေရဲ့အပေါ်မှာအခြေခံတဲ့စကားတွေပဲပြောနေကြတယ်ဒါပေမဲ့လူတွေကလောကပြောနေတကယ်အနှစ်သာရပါပါတွေးတဲ့အတွေးခေါ်ကြတော့အဲ့မှာတီကပုတ်ခါလေးကွာ စင်ရင်တော့မင်းနဲ့ဒီကလေးကွာဒီကလေးမလေးဒီကလေးလေးဒီကောင်စင်ရင်တော့တရားမရှိဘူးစင်ရင်တော့တရားမရှိဘူးတွေးတော်နှိုင်းစားမှုစင်ရင်မှုမရှိဘူးလို့ပြောတာနှိုင်းနှိုင်းစားစားချင်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 းမရှိဘူးလို့ပြောတာဒါကြောင့်မို့လို့စင်ချင်းဒုံတရားဆိုတဲ့စကားရဲ့နေရာမှာစင်ချင်းဒုံမှာမှတရားဖြစ်တာဘယ်အကြောင်းအရာတွေကိုပဲဘလို့ပဲသိနေနေကိုသိတဲ့အတိအမှန်နဲ့မမှန်ဘူးကိုထင်တဲ့အထင်ကမှန်နဲ့မမှန်ဘူးကိုတွေးတဲ့အတွေးကဟုတ်တယ်မဟုတ်ဘူးဆိုတာ စင်ကျင်နိုင်မှသုံးသပ်နိုင်မှဒါကြောင့်မလို့ဖုံဖုံတို့ဆိုဒါအရိယာစကားလို့လည်းပြောလို့ရတယ်ပေါ့အရိယာဖြစ်တဲ့ဖုံဖုံတို့ဆိုအေးအဲ့ဒီလိုလေးစင်ကျင်ကြည့်လိုက်တဲ့အခါကျတော့ပြောတယ်စင်ကျင်ကြည့်လိုက်တဲ့အခါကျတော့ဒီလိုလေးတွေ့တယ်စင်ကျင်ကြည့်လိုက်တော့ဒီလိုလေးမြင်တယ်အဲ့တော့စင်ကျင်ညာသားမှာစင်ကျင်ဒါပေမဲ့သူတို့ဒီမှစင်ကျင်လို့ရတာရဲ့လေဆိုတဲ့စကားအတိတ်ပဲမျိုးမဟုတ်ဘူးယောဂီတွေအားလုံးလည်းပြောတာပဲစင်ကျင်ညာသားမှာစင်ကျင်ညာသားမှာခန္ဓာပေါ်မှာဖြစ်နေတဲ့ရုပ်ရဲ့သဘောတွေ နိုင်ရဲ့သဘောတွေရုပ်ရဲ့သဘာဝတရားတွေနိုင်ရဲ့သဘာဝတရားတွေအဲ့ဒါတွေကိုစင်ញင်ညာသားမှာစင်ញင်ညာအဲ့တော့စင်ញင်တုံးမှာတရားဖြစ်တယ်ဆိုရင်စင်ញင်နိုင်ဖို့လိုတာစင်ញင်နိုင်ဖို့လိုတယ်ဆိုတာဘာလဲဒီခန္ဓာကပေါ်ပြတဲ့သူ့သဘာဝလေးရောဝင်လေထွက်လေလေးသူ့သဘာဝလေးရောယူနေတယ်ကမ္မဇဝါရောဖြစ်တဲ့အမေမွေအမိဝင်းထဲကထွက်လာကလေးကထပ်ပြီးတော့ဟိုဘက်တကထပ်နိုင်မယ်သူအမိဝင်းထဲမှာကလေးကဝင်လေထွက်လေလေးတရှုတစ်ချက်ကလေးတွေရှိနေတယ်လို့လေလေးတွေရဲ့သဘောဒါကမ္မဇဝါရော ဟိုအမြင်အနေကြပြောကြမယ်လို့ချင်းကိုဝင်းထူးညောအခါခုတည်းခင်ဗျအဲ့ဟွာဟွာဟိုပြူပြူကင်းထောင်းထားတယ်နော်ပြူပြူထောင်းလေအဲ့တော့အမိဝင်းတော့မှတည်းကဖြစ်လာတဲ့လေးမွေးရပါပါတဲ့လေးလိုပဲအရှင်းဆုံးဖြစ်အောင်ပေါ့ဒါတော့ပြောကြပါဘူးတဲ့တဲ့အဲ့တော့မွေးရပါပါတဲ့လေးလေးအပေါ်မှာတိနေတဲ့အတိကိုကိုပဲထပ်ပြီးတော့ကိုကလိုက်ပြီးတော့နောက်ကနေအတိလေးနဲ့တိတတိထားနိုင်တာဟာလည်းပဲစင်ကျင်လို့မစင်ကျင်မတည်ဘူးလေအခုထိုင်းနေတယ်အာငါတို့ကြမ်းကင်းပေါ်မှာဖြားဖြားပေါ်မှာမှ ်ကျန်းကင်းမက်နဲ့ဖြာနေလဲအပြန်အလှန်မသိကြဘူးလို့ဖြာပေါ်မှာထိုင်းနေတဲ့ဒီဦးဇင်းတို့တက်ရှိပုံကွန်နဲ့ဖြာနေလဲအပြန်အလှန်မသိကြဘူးတတိထားလိုက်မှဘုံဘုံဟိုနေရပြောတယ်လေလေလေးရှူနေတာတောင်မှမသိကြဘူးစိုင်းရင်တောင်းရင်တောင်းရင်လိုင်းနေတိုင်းလူတွေအဲ့လောက်မောဟအကြည့်ကြတာအဝိဇ္ဇာတွေဖုံးကြတာလို့အဲ့လိုပြောလို့ပဲအစသာအရာရာပေါ်မှာခန္ဓာမှာဖောက်ပြန်ဖောက်ပြန်နေတဲ့သဘောလေးဒီသဘောလေးဘာလို့ဖြစ်တာလဲစင်ကြီးစင်ကြီးရင်အဖြစ်ထွက်လာတယ် အကြောင်းကင်းမဲ့ပြီးတော့ဖြစ်တဲ့အကျိုးတရားမရှိဘူးလို့ပြောတာလို့ပဲဘယ်အကြောင်းအရာပဲမပါပဲဖြစ်ဖြစ်နည်းနည်းလေးစဉ်းကျင်လိုက်တာနဲ့ဩဒီဖြစ်တဲ့သဘောကဒီအကြောင်းကိုအကြောင်းခံပြီးဖြစ်တာပဲနော်ဟာကျိုးပေါ်မှာနံပေါ်မှာပဲဖြစ်ဖြစ်အပြင်ပိဒါဦးဇင်းတို့ဒီယောဂီတို့ဒီအပြင်မှာလှုပ်ရှားသွားလာနေကြတဲ့လောကမှာပဲဖြစ်ဖြစ်အားလုံးအပေါ်မှာစဉ်းကျင်နိုင်တဲ့တရားတွေပေါ်လာနေချင်းစဉ်းကျင်ခြင်းရဲ့အကြောင်းကြောင့်ရရှိလာတဲ့အကျိုးတရားတက်ရောက်မှုတွေဟာဒီအကြောင်းကိုအကြောင်းခံပြီးတော့ဒီအကျိုးတွေဖြစ်တာပဲ ကောင်းတဲ့အကြောင်းတွေပြုခဲ့လို့ကောင်းတဲ့အကျိုးတွေဖြစ်တာပဲမကောင်းတဲ့အကြောင်းတွေအခြေခံခဲ့လို့မကောင်းတဲ့အကျိုးတွေဖြစ်တာပဲဆိုတဲ့အတိမျိုးတွေကနေပြီးတော့အဲ့လိုကြတယ်အဲ့တော့ဒီကနေ့ခန္ဓာမှာပြိခန္ဓာနေတဲ့အာရီကြောင့်အပြင်လောကမှာလည်းပြိခန္ဓာနေတဲ့အာရီကောင်းတယ်ခန္ဓာဒီခန္ဓာပေါ်မှာရုပ်တုနံတို့သဘောတွေကိုစင်ញင်နေတဲ့အာရီကြောင့်အပြင်လောကမှာလည်းတွေ့ကြုံရတဲ့အတိုက်တွေပေါ်မှာစင်ញင်နေတယ်နော်တရားထုတ်တယ်ဆိုတော့လည်းဒါပဲမိမိရုပ်ကိုထားတတ်အောင်နော်တရားထိုင်လို့ဟာဒါသင်တတ်နေကြတာလေ့ကျင့်နေကြတာအပြင်မှာအတိုက်တတ်တွေနဲ့အမျိုးမျိုးတွေ့တယ် လောကအတိုက်အမျိုးမျိုးနဲ့တွေ့တဲ့အခါနော်လူမျိုးစီပွားရေးဘာသာရေးပေါ့အစကြီးဘာသာနာရေးတွေအစကုသိုလ်လုပ်ရင်းနဲ့အကုသိုလ်အကြောင်းတွေမဖြစ်အောင်စဉ်းကျင်ရတယ်တတိထားရတယ်အဲ့ဒီအပေါ်ဒီမှာကိုယ်ရဲ့အပြန်အလှန်နားလည်မှုနဲ့နားလည်မှုတွေယူနိုင်အောင်စဉ်းကျင်လုံတရားထားရတယ်အလေးကျင့်ထားရတယ်အဲ့ဒီအလေးကျင့်တွေကိုဒီကလေးကျင့်ရနေရတယ်တိခဏနိုင်မှုတွေအပြင်မှာတိမခဏနိုင်အောင်ဖြစ်တဲ့ဒေါသစိတ်တွေဖြစ်လာမယ်အတိုက်အတန့်တွေကိုဒီမှာတိခဏနိုင်မှုအားကြီးကောင်းတဲ့အပြင်အပြင်လောကမှာကြာတိခဏနိုင်မှုအားကြီးကောင်းလာတယ်အပြင်မှာခွင့်လွှတ်နိုင်မှုအားကြီးမရှိတဲ့ပုံမှာ ကိုယ့်ရုပ်ကိုယ်ခန္ဓာပေါ်မှာပဲဖြစ်လာတဲ့ဝေဒနာလေးပေါ်မှာခုလိုဖြစ်ခြင်းနဲ့ဒီလိုဖြစ်ခြင်းနဲ့အဲခုလိုမှခံစားရင်နဲ့ဒီလိုမှခံစားရင်နဲ့ခုလိုဖြစ်လို့သဘောမကျဘူးဒီလိုဖြစ်လို့မကျဉ်းတတ်ဘူးဆိုတဲ့စိတ်ကလေးတွေရဲ့အပေါ်မှာကိုနားလေပြီးတော့ပြေးလိုက်နိုင်ခြင်းအားဖြင့်တိခံပြီးပြေးလိုက်နိုင်ခြင်းအားဖြင့်ခွင့်လွတ်ဆွန့်လွတ်ပြေးလိုက်နိုင်ခြင်းအားဖြင့်အပြင်လောကမှာကြောက်ရလဲပဲမိသားစုချင်းပဲဖြစ်ဖြစ်အပြင်လောကအတိုက်အမျိုးမျိုးနဲ့ကြုံလာတဲ့အခါတိုင်းမှာကိုယ့်ဘက်ကဆွန့်လွတ်တတ်တယ်နားလေတတ်တယ်ခွင့်လွတ်တတ်တယ်စိတ်တည်းတရားကျင့်ခြင်းအကြောင်းအတိကဟာဒါပဲ လောကနေတတ်ခြင်းလောကမှာမလွဲမသွေဦးဇင်းတို့ဒီယောဂီတို့ဒီနောက်ဆုံးအဆင့်ကျုံကြရမယ်ဒီယုတ်ဒီခန္ဓာအိုးစားကွဲတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့မရဏတဏ္ဍသောစိတ်ကလေးတွေမှာဖြစ်ပေါ်လာခြင်းဒါခဏယုတ်လက္ခဏာနံလက္ခဏာလေးဆိုရတယ်ဒီအကြောင်းပဲအပြီးဒီမှာခုနှစ်ကြမ်းထုတ်ထားတဲ့အ내အဓိပ္ပာယ်တွေကလည်းဒီခန္ဓာဘောကနေပြီးတော့မှဖြစ်တဲ့ဂျုံတဲ့စိတ်ရဲ့သဘောတွေယုတ်ရဲ့သဘောတွေကိုစာတင်းထားတာခဏခန္ဓာနဲ့ရင်းပြီးတော့ဦးဇင်းတို့ဒီ ယောဂီတို့ညင့်နေကြတာအာထုံနေကြတာတိအောင်တိုးပွားအောင်မှတ်သားနေကြတာနာယူနေကြတာလေ့ကျင့်နေကြတာလည်းပဲခန္ဓာပေါ်ကနေသွားတဲ့အတိတွေကိုသာစားဖြစ်တဲ့အတွက်စားသည့်တိတာတဲ့ခန္ဓာသည့်တိတာစားသည့်နဲ့ခန္ဓာသည့်တွဲသွားမှာပို့ပြီးတော့လည်းမိမိညံရောက်တာဆိုတာမျိုးတွေနဲ့ကြိုးကြိုးဆာဆာအာထုံကြအောင်အဲ့တော့ဘာပဲဖြစ်နေနေပြီးခဲ့တဲ့အကြောင်းနဲ့ကောင်းခြင်းမကောင်းခြင်းတွေအပါထားလိုက်တော့နော်ဒီနေ့အရိယာဥထုဇဉ်ဆိုမှလည်းဥဇဉ်တို့ဒီယောဂီတို့ဒီအားလုံးကတာမန်ပုထုဇဉ်အန္တပုထုဇဉ်ရိုင်းပက်ပက်မဟုတ်တော့ အရိယာຫນွယ်တွေကိုရောက်လာကြတဲ့ပုထုဇဉ်ပဲထားအောင်အရိယာຫນွယ်တွေနဲ့ဆက်ຫນွယ်နေကြတဲ့ပုထုဇဉ်တွေဖြစ်လာပြီးအဲ့တော့ဘုံဘုံပြောနေတယ်မနီရတော်မှကိုတက်နာဆိုဟိုစင်ကာပူအဖွဲ့နဲ့ပြောပါသေးတယ်ငလုံးဖြစ်နေငလုံးဖြစ်ကြတယ်မှမဟုတ်လားဒီဖြစ်မှန်းသိပါတယ်ဘုံဘုံတိတိနဲ့မေးတာဘုံဘုံပြောသေးတယ်ယုံမှန်းမသိနာမှန်းမသိလုံးတာနော်ကမ္မမတိပဲနဲ့ငါယုံငါခန္ဓာကြီးနားရကျင်တယ်ကြိုက်တယ်လို့တက်ကြဓာကြီးလေးပါဖောက်ပြန်တဲ့သဘောဓမ္မမတိဘူးငါလို့ကတ်နေတယ်လုံးတာเนาะ 32ခေါက်တာရုပ်တုံးကြီးမှမသိဘူးအဲယောငါခန္ဓာပဲဖြူတာပဲချော့တာပဲမဲတာပဲကြည့်မကောင်းဘူးကြည့်ကောင်းတယ်ဆိုတဲ့အမြင်မျိုးတွေနဲ့အမှန်အရှိကိုမမြင်မဲနဲ့ကြောတိပြီးတော့မရှိတာကိုမြင်တာမရှိတာကိုခင်တာမရှိတာကိုတွေ့တားနေကြတဲ့ဥဒုဇင်းတို့ရဲ့စိတ်အဲ့ဒီစိတ်တွေလုံးထွေးပြီးတော့နေတာအဲ့ဒီစိတ်တွေလုံးထွေးနေတာခုနကတော့ခံစားမှုတွေတူမခွာနိုင်ကြဘူးဒီလိုပေါ့ခံစားမှုတွေတူတတိဥစီးပြီးတော့ခွာခံစားမှုတွေတူတတိဥစီးပြီးခွာတော့ ရုပ်အင်ဂျီဒီမှန်မှတရားရခြင်းအကြောင်းရင်းအမှန်လို့ဆိုတဲ့အတိုင်းအင်ဂျီဒီဒီမှန်လာပြီဆိုတဲ့ပုံကဟာဝေဒနာခံစားမှုရဲ့အပေါ်မှာအကြောင်းကင်းလာလို့ပဲဝေဒနာခံစားမှုကိုတမင်တက်တက်ကြီးကိုကနေပြီးတော့လိုက်ပြီးတော့ခွာနေဖို့မဟုတ်ဘူးเนาะတတိလေးဥစည်းပြီးတော့နေရင်လည်းအလိုလိုကိုပဲတတိဥစည်းတဲ့နေရာမှာစိတ်အစဉ်တွေမြဲလာတယ်အမျိုးပြောကြမှာဆိုတမာရီဒီအားကောင်းလာတဲ့အခါကျတော့အလိုလိုဒီရုပ်ရဲ့အပေါ်မှာအကြောင်းကင်းလာတာ ဘူရတင်းနာနာကောင်းတယ်ဆိုတော့သူဓာကြီးလေးပါဆိုတော့ကိုယ်နဲ့မဆိုင်ဘူးငါလို့မပါတော့တဲ့အတွက်ငါခံစားရတယ်ငါကြားနေတယ်ငါမဖြစ်ချင်းဘူးငါသဘောမကျဘူးဆိုတဲ့စိတ်တွေခွာနေတဲ့အတွက်အလိုလိုကိုပဲဒီရုပ်ပေါ်မှာအကြောင်းကင်းလာတာခံစားမှုတွေပေါ်မှာအကြောင်းကင်းလာတာအကြောင်းကင်းလာတဲ့အတွက်သူကသူမမြဲတဲ့သဘောတွေလည်းပြီလာတယ်သူ့တဘာဝဒီလိုဖြစ်ရဖြစ်စေနေပဲဆိုတဲ့ပြီလာတယ်တဘာဝလို့သိလိုက်တဲ့အတွက်ငါလွတ်သွားတဲ့အတွက်အလိုလိုစိတ်ပေါ်ပါမှုရတယ်လွတ်မြောက်မှုရတယ်အဲ့လိုအင်ဂျီမှန်းသွားတယ်နဲ့အမြတ် ယုတ်ကဖော်ပြတဲ့သဘောတွေစိတ်အစဉ်ကနေပြီးဖော်ပြတဲ့သဘောတွေညှို့တည်တဲ့သဘောတွေအဲ့ဒါတွေကိုရှင်းရှင်းလင်းလင်းအော်ဒါယုတ်သဘောပဲအယုတ်ကဒီလိုဖြစ်တာဖောက်ဖောက်ပြန်တဲ့သဘောလေးတွေပဲဒါအဲ့ဒါကိုအဲ့ဒါကိုယုတ်လို့ပြောကြတာနံခန္ဓာလေးပါးထဲမှာလဲအော်ဟိုညှို့ဒီညှို့ကြည့်တည်တဲ့နံတရားလေးတွေပဲဒါအဲ့မှနံတရားလည်းပဲသူ့ဘာသူအနေအဆမမြဲခြင်းနဲ့ပြောင်းနေတဲ့အပြောင်းနေမှာခုနကဝေဒနာတင်ညာတင်ခါရဝิญဉ်ဆိုတဲ့နံခန္ဓာလေးပါလဲ မမြဲတဲ့အနေအဆာနဲ့သူကသူအမြဲတမ်းပြောင်းတာမြဲတယ်လို့ကိုကစွဲယူထားတဲ့အစွဲတွေပဲပဲကိုကိုပြီလာနိုင်တာဒီရုပ်ဒီခန္ဓာရဲ့အပေါ်မှာကိုကခုနကခွာနိုင်ပြီးတော့အကြောင်းကင်းအောင်အင်ဂျီလီးနဲ့နေနိုင်တယ်တည်နိုင်တယ်တည်နိုင်တယ်ရှုနိုင်တယ်ဆိုတဲ့လူကြတော့အဲ့တော့ငလုံးမဖြစ်တော့ဘူးပေါ့၊ကွဲပြားလာတာပေါ့။တဲတဲကွဲကွဲပိုင်ပိုင်ချာချာပြီလာတာ။အဲ့လိုပြီလာတာပဲခုနကစကားနဲ့ပြန်ဆက်ကြမယ်ဆိုစင်ကျင်နိုင်လာတာ။စင်ကျင်နိုင်တော့မှအမြင်မှန်တွေရတယ်။အမြင်မှန်တွေရတော့မှတကယ့် လက်တွေ့ရင်ဆိုင်ရတဲ့ဘဝလောကမှာလွတ်မြောက်အောင်စိတ်ကလေးကိုနေတတ်တာထားတတ်တာနော်အဲ့တော့ပြီးခဲ့တဲ့ဟိုထုံနှုံးမဲတို့ပေါင်ကြီးကတင်းနှုံးမဲတို့ဒူကြီးကဟိုကြိုက်တုံးမဲတို့နော်တင်မကြီးကခံစားမှုတွေပြင်းထန်လွန်းလို့ကိုထိုင်တာတောင်ကောင်းကောင်းမထိုင်နိုင်ဘူးလို့ဆိုတဲ့လူများရှိနေသေးခဲ့ရင်အဲ့ဒီစိတ်တွေကိုကမထိုင်ခင်ကတည်းကနေပြီးကြိုးပြီးခွာထားလိုက်အကြောင်းကင်းအောင်နေလိုက်ပြီကနော် အကြောင်းကင်းအောင်နေနိုင်လို့ရှင်ကင်းတယ်ကိုကသွားအကြောင်းလို့လို့ရှင်အဲ့ဒါအဲ့မှာသွားပြီးတော့စွဲညိတဲ့တမှုရိယတန်ရုံးစင်နဲ့အတွေ့အတာတွေဖြစ်တာကိုကမခွာလို့သူကမခွာတာမဟုတ်ဘူးကိုကမခွာတာ နော်သူကလာရှုပ်နေရမဟုတ်ဘူးကိုကသွားရှုပ်နေတာနော်သူကတွေ့တာမဟုတ်ဘူးကိုကသွားတွေ့နေတာနော်သူကညိတာမဟုတ်ဘူးကိုကညိအောင်လုပ်နော်ကိုကြီးပဲကိုเจ้าကြီးပဲကိုကလုတ်တဲ့အကြောင်းတွေကြီးပဲညိတာရောတွေ့တာရောကတ်တာရောခံစားတာရောမခံစားတာရောသဘောကျတာရောသဘောမကျတာရော ကိုယ်အလုပ်တည်းပဲကိုယ်အလုပ်ကိုကဖြစ်နေတဲ့စိတ်တည်းကြီးပဲကိုကစိတ်တည်းနေဖြစ်တယ်ဖြစ်တဲ့အတွက်ကိုကခွာရင်ခွာတယ်နော်ဖြတ်ရင်ပြတ်တာပေါ့မဖြတ်ရင်မပြတ်ဘူးပေါ့နော်လုပ်ရင်ဖြစ်တာပေါ့မလုပ်ရင်မဖြစ်ဘူးပေါ့နော်အဲအဲ့ဒါလို့ဒီကံကြောင်နော်